အားလုံးပဲမင်္ဂလာပါရှင်။ရန်ကုန်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စာလင်ကြီးဝမေရွာတွင်တက်ဆွဲထားသောစစ်တပ်စစ်ကြောင်းမှရဲတအုပ်အလင်းဝင်မြောက်ဝတီတို့စစ်ကြောင်းထိုးနေသောတပ်မ22စစ်ကြောင်းမှစစ်သား2ဦးလည်းလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းဝမေကျေးရွာတဲတွင်တက်ဆွဲထားသည့်အကြမ်းဖက်စစ်တပ်လက်အောက်ခံရဲတအုပ် PDF အဖွဲ့အတွင်းဆက်သွယ်အလင်းပွင့်ရောက်လာကြောင်းဒေတာရင်း PDF တပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။နိုဝင်ဘာလ9ရက်နေ့ညနေပိုင်းတွင် PDF တပ်ဖွဲ့သို့ဆက်သွယ်၍အလင်းပွင့်ရောက်လာခြင်းဖြစ်ကြောင်းအလင်းပွင့်လာခြင်းတွင်ကြီးတထုံနှင့်ကြီးပေါက်သုံးခုပါလာကြောင်းသိရပါတယ်။အရင်ရက်တုန်းကအခုအလင်းပွင့်လာတဲ့ရဲမိမကို PDF တွေကဖမ်းမိတာအဲ့ဒီကနေ PDF တွေနဲ့ရဲကအဆက်အသွယ်ရပြီးဝမေးရွာတွေကထွက်ပြီးအလင်းဝင်လာတာ တနတ်တော့ပါမလာဘူးတနတ်ယူပြီးမလာရေလိုတဲ့ကြည်တို့ရဲ့ဘောက်သုံးဘောက်ရဲ့ပါလာတာဟုတော်လန်ရေးတရင်ရင်းမြက်ကတရင်ဌာနကိုပြောကြားပါတယ်အကြံဖက်စစ်ကောင်စီတန်းနဲ့အပေါင်းအဖော်များသည့်ဝမ်မေးရွာတဲ့တွင်နိုဝင်ဘာ၁ရက်နေ့မှစတင်တက်ဆွဲထားခြင်းဖြစ်ကြောင်းဒေသခံပြည်သူများထံမှသိရပါတယ်အလားတူကရင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တွင်လည်းစစ်ကြောင်းထိုးနေသောစစ်တပ်တပ်မ20နှစ်စစ်ကြောင်းမှစစ်သား9ဦးမှလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်လာကြောင်းကော့ဘရာစစ်ကြောင်းတွင်ပါဝင်နေသောထော်လန်ရေးတရင်ရင်းမြက်ကပြောပါရယ် မြဝတီမြို့နယ်လေးကေကော်တို့စစ်ကြောင်းထိုးနေသောတပ်မ22စစ်ကြောင်းမှစစ်သား2ဦးကလက်လက်နက်လက်ယူဆောင်လာပြီးထွက်ပြေးလာကာအလင်းဝင်လာခြင်းဖြစ်ကြောင်းအလင်းဝင်လာချိန်တွင်ရွာသားတချို့ကတွေ့ရှိပြီးကော်ဗရာစစ်ကြောင်းထံသို့ခေါ်ဆောင်လာခြင်းဖြစ်ကြောင်းသိရပါတယ်22ကတော့တဖြုတ်ဖြုတ်ကျွေပြီးတိုတိတိုတိဝင်လာတာကိုသတိထားမိမှာပါဒီလိုဖြစ်လာအောင်မို့လို့ကိုဆိုတဲ့လူငယ်တယောက်ကလည်းမိမနာညမနာပဲဥဆောင်နေလို့ပါ နောက်လိုက်တွေကလည်းတကယ်နောက်လိုက်ကောင်းပြီဆိုတော့ဒီထက်မကအောင်မြင်မှုတွေတွေ့ရအောင်မှာပါဟုကော်ပိုရာစစ်ကြောင်းမှစော်ကော်ကသူ့လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားပါတယ်။အလင်းဝင်လာသောစစ်သားနှစ်ဦးကိုကော်ပိုရာစစ်ကြောင်းကကောင်းမွန်စွာစောင့်ရှောက်ထားပြီးစုငွေချင်းမြင့်က၎င်းတို့သွားလို့သောနေရာဒေသစီသို့ပို့ဆောင်ပေးမည်ဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးမော်လမြိုင်မြို့ဈေးကျိုအပိုင်းတွင်စစ်တပ်သတင်းပေးနှင့်မူရစ်ဆေးရောင်းဝယ်သူ၃ဦးပြစ်ခတ်ခံရပြီးတင်းဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ မော်ဘီနယ်မော်လမြိုင်မြို့ဈေးချိုအဝိုင်းတွင်စစ်တပ်နှင့်ပူးပေါင်းပြီးမူရစ်ဆေးဝါးရောင်းဖွဲ့ဖြန့်ဖြူးရေးလှုပ်ဆောင်နေသူတို့အူပြစ်ခတ်ခံရပြီးသေဆုံးသွားကြောင်းဒေသခံပြည်သူများနှင့်တော်လှန်ရေးသတင်းရှင်းပြများကသတင်းဌာနကိုပြောကြားပါရယ်။ယနေ့နိုဝင်ဘာလ9ရက်နေ့ည09:33မိနစ်ခန့်တွင်မော်လမြိုင်မြို့ဈေးချိုအဝိုင်းရှိမြင်းလူလန်းဆိုင်တွင်အကြမ်းဖက်စစ်တပ်နှင့်ပူးပေါင်းပြီးသတင်းပေးနေသူများလည်းဖြစ်မူရစ်ဆေးဝါးရောင်းဖွဲ့ဖြန့်ဖြူးရေးလှုပ်ဆောင်နေသူ၃ဦးတို့ကိုတနတ်သမားများကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်။ ထိုတိုက်ခိုက်မှုအတွင်မူရစီဝါရောင်းဝယ်ဖြန့်ပြူးရေးလှုပ်ဆောင်နေသော အကြံဖက်စစ်တပ်ထောက်တိုင်မောင်မဏီခေါကလာနှင့်အပေါင်းပါနှစ်ဦးလုံးတိုက်ဆုံသွားခဲ့ကြောင်းသိရပါတယ်။မဏီခါည10:33မိနစ်မှာမော်လမြိုင်မြို့ဆေးချိုအပိုင်းကမြို့ရှောင်းလန်းနာရင်းသူလန်းဆိုင်မှာဒလန်၃កောင်အပြစ်ခံရပြီးတိုက်ဆုံနေ။ပြစ်ခံရတဲ့၃កောင်က YW တွေကိုစစ်ခွေးတွေနဲ့ငွေပေးငွေယူလုပ်နေတဲ့သူတွေပါ။တိုက်ဆုံသူ၃កောင်ထဲမှာ မောင်မလီခေါ်ကလားအမိပဲတီးရတယ်။ကျန်နကောင်အမိတော့မတီးရသေးဘူးဟုဒေတာရင်းစစ်ရေးတရင်ရမြက်ကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကုန်း Monster Revolutionary Force MSRF နဲ့ရမညမွန်တက်တော် RMA တို့ကပြုလုပ်ခဲ့ကြောင်းဒေတာရင်းစစ်ရေးတရင်ရမြက်ကပြောဆိုတော့လေတရင်ဌာနကဆက်လက်အတည်ပြုနိုင်ရန်စူးစမ်းနေစေဖြစ်ကြောင်းသိရပါတယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။